မင်းအွန်လိုင်းကမြန်မာနှစ်သက်ကူကာလမှာအကျဉ်းသားတချို့ကိုလွတ်ငင်းချမ်းသာခွင့်ပေးဖို့ရှိနေတယ်ဆိုတဲ့တဲ့နဲ့နောက်ဆုံးရရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။အကျဉ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကမြန်မာရိုးရာနှစ်သက်ကူကာလလှုပ်ဆောင်ရေးဖြစ်တဲ့အကျဉ်းသားများလွတ်ငင်းချမ်းသာခွင့်ပေးရန်ရှိနေပြီးအဆိုပါလွတ်ငင်းချမ်းသာခွင့်နဲ့အာဆီယံရဲ့အသီးအမတ်ပြုမှုနဲ့ချီးကျူးမှုရယူလိုနေကြောင်းနေပြည်တော်စစ်ဘက်တရင်မြေကဆိုပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် အန်နဝါရဲ့ပိတ်ကြားချက်အရ AB 18ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်သွားခဲ့ပြီးအာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံရန်ရှိနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမြန်မာနှစ်တကူနှစ်ဆန်းတရက်နေ့မှာလူငင်းချမ်းသာခွင့်များအကျဉ်းချရန်ရှိကြောင်းထို့သောအကျဉ်းချမှာအကျဉ်းသားတွေကိုလွတ်ပေးခြင်းနဲ့အာဆီယံရဲ့အသိအမှတ်ပြုမှုကိုရယူလိုတဲ့သဘောရှိနေတယ်လို့စစ်ကောင်စီသတင်းမြစ်ကဆိုပါတယ်။ နှစ်သက်ကွမှာလူငင်းချမ်းသာအခွင့်အရေးပေးဖို့ရှိတယ်။အကျဉ်းသားတွေထက်လွတ်မယ်ဆိုပေမဲ့ရာဇဝတ်အကျဉ်းသားတွေပဲတော်တော်များများပါနေမှာတဲ့အာဆီယံမီတင်ခေါ်ထားတော့နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွတ်နိုင်တယ်လို့သိရတယ်။နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့တမတအူဝင်းမြင့်တို့ကတော့လွတ်မဲ့အခြေအနေမှာကြားမိသေးဘူးလို့နေပြည်တော်စစ်ဘက်သတင်းမြေကဆိုပါတယ်။အာဆီယံရဲ့ဩဂတမလေးရှားဝန်ကြီးချုပ်အန်နဝါကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအကြံပေးစစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့ အာဆီယံခေါင်းဆောင်များမနက်ပြန် AB 18ရက်နေ့မှာတွေ့ဆုံရန်ရှိနေကောင်းအဆိုပါတွေ့ဆုံမှုဟာအပြည့်အခက်ရက်စဲပြီးငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိုအဓိကဆွေးနွေးသွားမှာဖြစ်ကြောင်းအာဆီယံရဲ့မြမအရေးဖြည့်ရှင်ရေးဘုံသဘောတူညီချက်၅ချက်ကိုဆက်လက်ကင်ဆယ်ထားတယ်လို့တရားဝင်ထုတ်ပေါ်ပြောဆိုသွားပါတယ်။ မြန်မာပြည်သူများကိုငလင်ဘေးသင့်ချိန်နဲ့ကြံနှစ်သိကိုကာလများပါမကြံဘုံကျဲတက်ဖြတ်နေတဲ့အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလူထုကိုကိုစားပြုခြင်းမရှိဘဲအာဆီယံကတွဲဆုံမဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီ၊ KN မျိုးသားအစည်းအရုံး KNU ၊ချင်းအမျိုးသားတူ CNF ၊ ABSDF ၊ KNBB အပါအဝင်တော်လိုင်းအင်အားစုတွေကကန့်ကွက်ကြောင်းဒီကနေ့မှထုတ်ပြန်ကြေညာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီ၊ KN မျိုးသားအစည်းအရုံး KNU ၊ KN မျိုးသားတွတ်တက်ရေးပါတီ KNPB ၊ချင်းအမျိုးသားတူ CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDN အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WMB ရွှေဂျာလွမြောက်ရေးညွန်ပေါင်းအဖွဲ့ FRC နဲ့အမြင်ပေါ်လို့တဲ့အင်အားစုတွေကထိုးထိုးကန့်ကွက်လိုက်တာဖြစ်ပါတယ်။အာဆီယံခေါင်းဆောင်များအနေနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုခွဲခြားဆက်ဆံမှုမရှိဗတ်မလိုက်ပဲထိရောက်စွာဂူညီပေးနိုင်ရတဲ့အတွက်ဆောင်ရွက်ရမှာအကြမ်းမဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတဆင့်ပေးအပ်ခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဟာ နိုင်ငံ၏အရာအသုံးချမဲ့အန်ဒီယကိုမလွဲမသွေတွေ့ကြုံရမှာဖြစ်တာကြောင့်စီအိုစုကတဆင့်သာပေးရချင်းကိုအပြင်းအထန်ကန့်ကွက်ကြောင်းတော်လိုင်းအင်အားစုတွေကဆိုပါတယ်မြန်မာနိုင်ငံတော်ဝန်အပြည့်မဲ့ပြည်သူများကိုမြန်မာနှစ်တကူကာလများပါပါနေစဉ်ရက်စက်တိုင်းပြည်ရဲ့ဘန်နာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ကြီးငယ်တွေများ တိုက်လီရင်များဘုံများဖြင့်ပြစ်ခတ်တက်ဖြတ်နေတဲ့စစ်ကောင်းဆောင်အားမြင်းကလင်းဘေးသင့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံကောင်းဆောင်တွေကတွေ့ဆုံဆွေးနွေးမဲ့အပေါ်များစွာအထူးစိုးရိမ်မခင်ဖြစ်တယ်လို့ဆိုပါတယ်။ ခွဲခြားဆက်ဆံမှုနဲ့ဗလိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုင်းပြည်နယ်နိမိတ် စုစုပေါင်းရဲ့25ရာခိုင်နှုန်းကိုသာစိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်တဲ့စီအုပ်စုထံသို့ဓာတ်ရိုက်ဆက်ဆံပေးအပ်ခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကထိန်းချုပ်စီမံအုပ်ချုပ်နေတဲ့နယ်မြေများကိုပါပါဝင်ပတ်သက်သူအစုအဖွဲ့များအလုံးနဲ့ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန်လိုအပ်တယ်လို့ကြေညာချက်ကထောက်ပြပါတယ်။ စီအိုစုကအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ပါအခြေခံချက်တစ်ခုဖြစ်တဲ့အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရေးဆိုတဲ့မူအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှေ့မှောက်မှာလိုက်နာရန်သဘောတူညီခဲ့မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့တရားခံလည်းဖြစ်ကြောင်းလက်ရှိမှာစီအိုစုကတိုင်းပြည်ရဲ့အချုပ်အခြာကိုထိန်းချုပ်ထားတဲ့တခုတည်းသောအာဏာပိုင်မဟုတ်သလိုပြည်သူလူထုကိုကိုယ်စားပြုခြင်းလည်းလုံးဝမရှိတော့သည်ကိုတတိချက်ရမှာဖြစ်ကြောင်းတော်လိုင်းအင်အားစုတွေကဆိုပါတယ် တိုင်းပြည်ရဲ့အချုံအချာအာဏာဟာနေပြည်တော်မှာတိုက်ရိုက်စီမံအုပ်ချုပ်နေတဲ့အခြေအနေမဟုတ်တော့ပေနေမြေအသီးသီးမှရှိနေတဲ့ပြည်သူလူထုလက်ဝဲတို့တက်ဆင်းသွားပြီဖြစ်ပြီးတတိမူတိမီဖြစ်ကြောင်းဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေကျင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရာမှာစီအိုစုနဲ့ထိတွေ့ဆက်ဆံခြင်းနဲ့တိုက်ရိုက်ဥတီထောက်ပံ့နေခြင်းတမကအမှန်တကယ် ထိကိုက်ခံစားနေရတဲ့သဘာဝဘေးစစ်ဘေးတံမြန်မာပြည်သူများထံသို့အကူအညီပေးရအစီအစဉ်များဓာတ်ရိုက်ရောက်ရှိစေရန်တပ်ဆိုင်သူများအားလုံးနဲ့လုပ်ငန်းစဉ်တရက်အဖြစ်ချိတ်ဆက်ဆောင်ရွက်သွားရန်အထူးပင်လိုအပ်တယ်လို့ဆက်လက်တတိပေးသွားပါတယ်။ဒါအပြင်စစ်ဘေးတံသင့် မြင်းကလင်းတန်းတဲ့တဘာဝဘေးဒဏ်ကြောင့်အတိဒုက္ခရောက်နေတဲ့မြန်မာပြည်သူများကိုအကူအညီထောက်ပံ့ရင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုအရေးတကြီးဆောင်ရွက်ရမယ့်ကာလမှာ CEO စုကတစ်ဖက်သက်ဦးစီးကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာကလည်းမြန်မာအရေးကိုဖြည့်ရှင်းနိုင်မယ့်ဦးစားပေးလုပ်ငန်းစဉ်မဟုတ်ကြောင်းတော်လိုင်းအင်အားစုတွေကထပ်လောင်းအသိပေးသွားပါတယ် မြန်မာပြည်တွင်းအားလုံးပါဝင်တဲ့ရေချေတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရန်အတွက်မြန်မာပြည်သူလူထုရဲ့လိုလားချက်မျှော်မှန်းချက်များကိုကိုစားပြုတဲ့သဘောထင်ဟပ်စီရန်အတွက်စစ်ကောင်းဆောင်နဲ့တဖက်သက်ဆက်ဆံဆောင်ရွက်နေမှုတွေကိုအထူးသတိပြုတဲ့ကြောင်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့ပြည်သူရင်မြမာပြုလုပ်နေတဲ့လမ်းလျှောက်စကြံသို့သွားရောက်လေပတ်ခဲ့တဲ့လူငယ်သုံးဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရာပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်သုံးဦးရဲ့မိษွေတချို့ထမှသိရပါဗျ။အေဗီလာ15ရက်နေ့စကြံအကြက်နှင့်လှိုင်းတရာမြို့နယ်ဘိုးကျုံမှတ်တိုင်အစစ်မြင့်9ရက်ကွယ်တီရိဇေယလန်အဆောင်တစ်ခုမှာငားရနေထိုင်နေကြတဲ့စက်မှုဇုံလိုသမားများဖြစ်တဲ့အသက်28နှစ်အရွယ် ကိုဖြိုးကိုစင်နဲ့တငယ်ချင်းနှစ်ဦးကပြည်သူရင်မြမာရှိတဲ့လမ်းလျှောက်တကြမ်းသို့တွားရောက်လဲပတ်ခဲ့ကြောင်းထို့သောတွားရောက်လဲပတ်စဉ်အရက်တောက်ထားတဲ့အတွက်လူငယ်တချို့ဖြင့်ခိုင်ရန်ဖြစ်ပွားရာကဖမ်းဆီးခံခဲ့ရကြောင်းဖမ်းဆီးခံခဲ့ရတဲ့ကိုဖြိုးကိုစင်နဲ့လူငယ်နှစ်ဦးကိုအရက်ဝတ်ဖြင့်လူတချို့ကဖမ်းဆီးသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးသို့ပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။ ပြည်သူရင်ပြင်ရေကူးကံမှာသူတို့နည်းနည်းမူးနေတော့အခြားလူငယ်အုပ်စုနဲ့တိုက်မိပြီးတော့ရန်ဖြစ်ကြတယ်။အဲ့ဒါသူတို့ရင်ပြင်ကပြန်အထွက်မှာညီလေးတို့ခဏလိုက်ခဲ့အောင်ဆိုပြီးအရက်ဝတ်တင်တဲ့သူတို့ကိုကားပေါ်တင်သွားတာစစ်မှုထမ်းရမယ်ပြောတယ်စစ်မှုမထမ်းရင်မူးရရန်ကားမှုရန်ဖြစ်မှုနဲ့အမှုဖွင့်ထောင်ချခံရမယ်လို့ပြောတယ်စစ်မှုထမ်းဖို့သဘောတူကြောင်းလက်မှတ်ထိုးခိုင်းနေအခုရွှေပြည်သားစစ်သားစုဆောင်ရေးတပ်မလို့ပြောပါတယ်အဲ့ဒါသူတို့အဆောင်ကအဝတ်အစားတွေလာဖို့ခိုင်းသွားတယ်လို့ဖန်စီခံခဲ့ရတဲ့ကိုဖြိုးကိုစင်ရဲ့မိတ်ဆွေကဆိုပါတယ် ကိုပြိုးကိုစင်းတဲ့ငယ်ချင်းနှစ်ဦးမှာမကွေးတိုင်းကဖြစ်ပြီးလှိုင်းသာယာဆက်မှုဇုံမှာရှိတဲ့ဆန်အချောတဲထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာအလုတ်လုတ်နေသူများဖြစ်ကြောင်းသုံးဝန်းစလုံးကလူပြိုးလူလူတွေဖြစ်ပြီးမိဘများထံသို့ငွေကြေးထောက်ပံ့နေရသူတွေဖြစ်ပါတယ်။ယခုဖမ်းဆီးခံထားရတဲ့လူငယ်သုံးဦးကိုတကြံအပြည့်စစ်မှုထမ်းတင်နန်းတို့တက်ရောက်ရမဲလို့ပြောဆိုကောင်စစ်မှုထမ်းတင်နန်းတက်နေစဉ်အတွင်းတလလင်ငွေကျပ်2သိန်းနီးပါးလာစာအဖြစ်ရရှိမှဖြစ်ကြောင်းတင်နန်းဆင်းလာပါကစစ်သားအဖြစ်လာစာနဲ့ရိတ်ခါအပြည့်ရရှိမယ်လို့ ဖမ်းဆီးခဲ့သူအရက်ဝတ်စစ်သားတချို့ကပြောဆိုကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအခုဧပြီလအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်စစ်သားစုဆောင်ခြင်းနဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလှုံ့ဆော်နေတယ်လို့ရန်ကုန်မြို့ပြည်သူများထံမှသိရပါတယ်။ငလင်ဘေးတင်ဒေသတွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေထိခိုက်သေဆုံးရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့ကတိကျပြတ်သားတဲ့အရေးယူမှုတွေအမြန်ဆုံးဆောင်ရွက်ပေးဖို့မြန်မာတန်မကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ကပြည်သူလူထုအပေါ်ရက်စက်မှုတွေကျူးလွန်နေတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြန်မာတံမကြီးဦးကျော်မိုးထွန်းကအေဘီလ14ရက်နေ့ကစာပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။အာဏာသိမ်း49လကြာတဲ့အချိန်စစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်လူ6000ကျော်သေဆုံးခဲ့ပြီးဖမ်းဆီးနှိပ်စက်ညှဉ်းပန်းခံရသူ2800ကျော်ရှိကာနေရက်စွန့်ခွာထွက်ပြေးနေခဲ့ရသူပြည်သူ3000ခွဲရှိနေပါတယ်။လူသားချင်းစာနာမှုအကူအညီတွေလိုအပ်သူလည်းတန်း20ကျော်ရှိနေပါတယ်။ စစ်ကောင်စီတပ်ကနိုင်ငံတော်ဆင်ကျင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေနေအိမ်တွေကိုမီးရှို့တာတွေအပါအဝင်ရက်စက်ကြမ်းကြုတ်မှုတွေဆက်တိုက်ကျူးလွန်နေပါတယ်၂၀25ခုနှစ်ဖေဖော်ဝါရီလတလထဲမှာပဲစစ်ကောင်စီကနိုင်ငံတော်ပြည်သူ106ဦးကိုတပ်ဖြတ်ခဲ့ကအဲ့ဒီအထက်မှာအသက်16နှစ်အောက်ကလေးငယ်16ဦးပါဝင်ပါတယ်ဒီထဲမှာမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးပြည်သူ305ကျော်သေဆုံးခဲ့တယ်လို့9000ကျော်လည်းတန်ရာရခဲ့ပါတယ် ပြည်သူ၃တက်သမာ2တန်းလဲငလင်ဘေးတန်တင်ခဲ့ရပါတယ်။ဒီကာလအတွင်းစစ်ကောင်စီကငလင်ဘေးတင်ဒေသအပါအဝင်နိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။မလ28ရက်နေ့ကစပြီး AB 10ရက်နေ့အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု62ကြိမ်ရှိခဲ့ကာလက်နက်ကြီးပစ်ခတ်မှုအကြိမ်30ရှိခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့ငလင်တံပြင်းပြင်းထန်ထန်ခံခဲ့စားခဲ့ရတဲ့သခိုင်းနဲ့မန္တလေးတို့လည်းပါဝင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့အယတပြည်သူတွေလည်းထိခိုက်ဒေဆုံးခဲ့ရပါတယ်။ ဒီလိုအကြမ်းဖက်ရက်ဆက်မှုကျူးလွန်နေတဲ့စစ်ကောင်စီကိုအရေးယူမှုတွေအမြန်ဆုံးလှုပ်ဆောင်ဖို့လိုအပ်နေပါပြီ။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းစစ်ကောင်စီကိုငွေကြေးစီးဆင်းမှုလက်နက်ရောင်းချမှုလင်းစည်းရောင်းချမှုအပါအဝင်စစ်ကောင်စီကိုထောက်ပံ့မှုအားလုံးရပ်ဆိုင်ပြီးစစ်ကောင်စီကိုဖယ်ကျင်ထားကြဖို့ဦးကျော်မိုးထွန်းကတောင်းဆိုလိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်ခြင်းနဲ့မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိပြီးငြိမ်းချမ်းရေးတည်ငြိမ်တဲ့အခြေအနေတို့ဖန်တီးနိုင်မှာဖြစ်တယ်လို့လည်းရေးသားတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။